အားလုံးပဲမင်္ဂလာပါရှင် Storyway Me Channel လေးကနေကြိုဆိုပါရစေဒီနေ့ပြောရွေးမှာကတော့စင်ရဲသားရဲ့အဲကုန်းစားတောက်ဆိုင်ဆိုတဲ့ပုံပြင်လေးပဲဖြစ်ပါရရှင်ကီရှန်ဆိုတဲ့သူကတော့သူနေထိုင်နေတဲ့ရွာလေးတစ်ရွာမှာသမင်းဆိုင်လေးတစ်ဆိုင် ဖွင့်လှစ်ရောင်းချနေခဲ့ပါတယ်သူဖွင့်ထားတဲ့သမင်းဆိုင်မှာသူ့ရဲ့အမျိုးသမီးဖြစ်သူကံမလာကလည်းအတူတူပိုးပါမီတော့ပါဝင်လုပ်ကင်ပေးနေခဲ့ပါတယ် ကံမလာနဲ့ကီရှန်တို့လင်မယားနှစ်ယောက်ဆုံးကလည်းသူတို့ရဲ့ဓမင်းဆိုင်လေးမှာမနက်မောလင်းကနေညမိုးချုပ်တဲ့အချိန်ထိအလုပ်တွေကိုစ조사ပန်းစားနဲ့လုပ်ကိုင်နေကြတာပေါ့တရတာကုံဆုံးသွားခဲ့ပြီးတဲ့နောက်မှာတော့ရရှိလာတဲ့ဝင်ငွေတွေကအမျက်ငွေကိုဖယ်ပြီးနောက်ခြံထဲငွေတွေနဲ့နောက်ရက်အတွက်ဓမင်းဟင်းချက်ပြုတ်ဖို့ရိတ်ခါတွေကိုဝယ်ယူခဲ့ကြပါတယ်ခြံထဲပစံတွေကိုတော့သူတို့အိမ်ရဲ့အသုံးစရိတ်တွေဖယ်ထားခဲ့ကြတာပေါ့ဒီလိုနဲ့ပဲနေရရက်တွေကတဖြည်းဖြည်းကုံဆုံးနေခဲ့ပြီးတော့ အခုဆိုရင်တော့ຫນွေရာသီကို ရောက်ရှိလာခဲ့တော့မှာပါကျွာမှာတခြားစားတောက်ဆိုင်တွေအများကြီးလဲဖွင့်လှစ်ထားခဲ့ပြီးတော့ကျွာမှာရှိတဲ့စားတောက်ဆိုင်ကြီးကြီးတွေကသူတို့ရဲ့စားတောက်ဆိုင်တွေထဲမှာအဲခွန်တွေတထားပြီးခဲ့ကြပါတယ်။ဒါမှနေရာသီးဆိုရင်လဲဝယ်သူတွေကအေးအေးဆေးဆေးနဲ့သူတို့ရဲ့စားတောက်ဆိုင်တွေမှာအစားအသောက်တွေကိုလာဝယ်စားလို့ရကြမှာပါ။နေရာသီးမှာအရန်ကိုပူပြင်းလာတဲ့အတွက်ကြောင့်မလို့ခီချန်ရဲ့ဆိုင်ကိုဝယ်သူတွေကလာဝယ်မစားကြတော့ပါဘူး။ ဝယ်သူတွေအများစုကလည်းအဲကွန်ဖွင့်ပေးတဲ့ဆိုင်အကြီးကြီးတွေမှာပဲထမင်းသုံးဝယ်စားတော့ခဲ့ကြပါတယ်။ဒီနောက်မှာတော့ဒီရှမ်းရဲဆိုင်ကလည်းစီးပွားရေးအခြေအနေလုံးဝမကောင်းတော့ဘဲနဲ့မရောရသလောက်ကိုဖြစ်ပျက်နေခဲ့ပါတယ်။ကံမလားရေငါတို့ဆိုင်ကအရင်တုန်းကဘယ်လောက်တောင်ရောင်းကောင်းခဲ့လဲဆိုတာမင်းသိရဲ့မလား။အခုတော့ငါရဲ့ဆိုင်မှာဘယ်သူမှလာဝယ်မစားကြတော့ဘူး။အခြေအနေကိုကြည့်ပါဦး။တော်တော်လေးကိုစိုးရွားနေပြီ။ငါတို့ဆိုင်မှာထမင်းစားတော့ဖို့အတွက်ဝယ်သူတယောက်တောင်မလာတော့ဘူး။ ငါတို့ဆိုင်ကလည်းထမင်းထိုင်စားရတာတော်တော်လေးပူရနေတူပါရဲ့ဝယ်သူတွေကလုံးကလည်းအဲကုန်းဖွင့်ထားပြီးရဲ့ဆိုင်ဒီမှာပဲစားရတာသဘောကျတယ်ပြီးတော့ဘသူမဆိုလေငါတို့လိုမျိုးပူပြင်းနေတဲ့ဆိုင်ကြီးမှာဘသူကလာပြီးထမင်းစားတော့နိုင်မှာလဲထမင်းစားနေရင်လည်းအေးအေးဆေးဆေးအဲကုန်းဖွင့်ပြီးတဲ့ဆိုင်မှာပဲသွားစားချင်ကြမှာလူတွေရဲ့သဘာဝပဲလေငါတို့စီမှာပတ်စံကလည်းအဲ့လောက်အများကြီးရှိတာမဟုတ်ဘူးဆိုင်မှာအဲကုန်းတက်ပြီးဖို့ကြတော့လေဒီပုံစံတိုင်းဆိုရင်တော့ငါတို့ရဲ့ဇီဝရေးရှင်တွေကပျက်စီးပြီနဲ့တူပါတယ် ကံမလာရင်ဘလို့ဆက်လို့ကြမလဲ။ဘာဆက်လို့ရမလဲဆိုတာတော့တခုမှနားမလဲတော့ဘူး။ဟုတ်တယ်။ကျမတို့စီပွားရေးအခြေအနေကအခုဆိုရင်တော်တော်လေးမကောင်းတဲ့ဘက်ကိုသွားနေပြီ။အဲဒါကြောင့်ပဲကျမလည်းအရန်ကိုစိတ်ပြတ်နေရတာပေါ့။ဝယ်သူတွေတရားမှမလာတဲ့အခါကျတော့ကျမတို့ချက်ပြုတ်ထားတဲ့သမီးရင်းဒီကုံလုံးကလည်းနေတိုင်းပုတ်သူကုံနာနဲ့တုံပြရတယ်။ဘလို့တော့ဆုံးရှုံးနေတာမျိုးတွေဖြစ်နေပြီလဲဆိုတော့ကျမကိုယ်တိုင်သိရပါပေါ့။ဒီပုံစံတိုင်းဆိုရင်တော့နောက်နေ့အတွက်ကျမတို့ကုံကျန်းနေဝင်နိုင်တော့မှမဟုတ်တော့ဘူး။ နောက်နေ့ဆိုရင်လေကျမတို့မှာဘာမှဆန်မမကျန်တော့ဘူးဆိုတော့ပဲဟင်းနဲ့ရူဒီပဲချက်နိုင်တော့တယ်ဒီအချိန်မှာပဲဘွယ်သူတယောက်ကရောက်လာပြီးတော့ပြောလိုက်ပါတယ်အကိုကီချမ်းရင်အပြင်မှာရာသေဦးတို့ကအတော်လေးကိုပူနေတာဗျအကိုရွေးဆိုင်မှာထိုင်ပြီးသမင်းချရတာအတော်လေးကိုခက်ခဲလို့နေဒီနေ့ကျွန်တော်ကမှားပြီးဝင်လာခဲ့လို့စားလိုက်တာနောက်နေ့ကစားပြီးကျွန်တော်ကတော့အဲကွန်အင်းအင်းလေးဖွင့်ပေးတဲ့အရန်ကောင်းတဲ့ဆန်လေးမှာပဲသမင်းသွားစောတော့မယ် အဲ့ဒီနေရာတွေမှာပတ်စံနည်းနည်းပို့ပေးရတယ်ဆိုပေမဲ့ထမင်းစားတော့ရတာအတော်လေးကိုအဆင်ပြေတယ်။အေးဆေးဆေးထမင်းထိုင်စားလို့ရတယ်။ကဲဒါနဲ့ပြောပါတော့ကျွန်တော်အခုစားတာဘယ်လောက်ကြလဲ90ပါအကိုရော့ရော့ရော့ဒီမှာငွေ90ယူထားလိုက်ပါခမရတို့ဆိုင်ကိုလည်းတခုခုအမြန်ဆုံးပြောင်းလဲဖို့အတွက်ပြင်ဆင်စမ်းပါဗျာခမရတို့ဆိုင်မှာလည်းအဲကွန်အေးအေးလေးတက်လိုက်လေဒါမှလူတွေကလုံးခမရတို့ဆိုင်လာဝယ်စားကြမှာထမင်းဟင်းရောင်းနေဆိုတော့အရောက်ကောင်းနေုံနဲ့ပြီးအောင်မဟုတ်ဘူး ရောက်လာတဲ့ဝယ်သူတွေအကုန်လုံးကိုအကောင်းဆုံးစားဖြစ်ပေးနိုင်တော့မှာအဆိုင်ကရောင်းကောင်းမှာတရက်ထက်တရက်ကီရှန်းနဲ့ကမလာတို့နှစ်ယောက်စလုံးကလည်းအရန်ကိုစေပြက်လက်ပြရှိနေခဲ့ကြပါတယ်။အခုဆိုရင်တော့တရက်လုံးနေမှာလူတစ်ယောက်နှစ်ယောက်သာသူတို့ရဲ့ဆိုင်မှာထမင်းလာဝယ်စားကြပါတော့တယ်။ဒါကြောင့်ကီရှန်းကလည်းသူ့ရဲ့စားသောက်ဆိုင်မှာထမင်းရင်းတွေအများကြီးချက်မှတ်ထားတော့ပဲနဲ့အနေနဲ့ဒါထမင်းရင်းတွေကိုချက်ပြုတ်ထားခဲ့ပါတယ်။ ကျန်တဲ့ပစ္စည်းတွေအကုန်လုံးကိုသူအချက်ပြုတ်ထားခဲ့ရင်လဲဝဲသူတွေရောက်မလာတာကြောင့်မလို့ဘလို့မဆိုးအကုန်လုံးသုံးပြရတော့မှာပါသူတို့ပတ်စံကလည်းလိုအပ်သေးတယ်မဟုတ်လားအိမ်ရဲ့အတုံးစိတ်ကိုလည်းသူတို့သုံးဆက်ရအောင်မယ်လीအဲဒါကြောင့်မဲသူတို့ကတော့ဆိုင်လေးကိုပိတ်ပစ်လို့မရဘဲနဲ့ဆက်လက်ပွင့်လင်းရောင်းချနေကြရပါတယ်ဘလို့လုံးမလဲကဲမလားဒီနေ့လဲငါတို့ဈေးအများကြီးရောင်းရတာမဟုတ်ဘူးဒီပုံစံနဲ့ဆက်သွားနေမယ်ဆိုရင်တော့ငါတို့ငက်ပြက်ပြီးတည်ယုံကြလိမ့်မယ်စီပွားရေးအခြေအနေကလည်းလုံးဝမကောင်းတော့ဘူး နောက်ဆုံးငါတို့လည်းမတက်နိုင်တော့ဘူးဆိုတော့ဆုံးရှုံးနေမယ်တူငါတို့ရဲ့ဆိုင်ကိုပိတ်ပစ်လိုက်တာအကောင်းဆုံးပဲလို့ငါကတော့ထင်နေ။ကီရှန်ရဲ့ဇာတ်တော်ဆိုင်ရှိမှာပဲသူထက်နှစ်ဆားလောက်ကြီးရဲ့ဆိုင်ကြီးတစ်တိုင်းဖွင့်လှစ်ထားခဲ့ပါတယ်။အဲ့ဒီဆိုင်မှာတော့ဝယ်သူတွေအများကြီးထိုင်ပြီးတော့ထမင်းတွေစားတောက်နေကြတာပေါ့။ဒီနှစ်မှာတော့ဇာတ်တော်ဆိုင်မန်ရှယ်ရက်ကူကဇာတ်တော်ဆိုင်ကိုအကောင်းဆုံးပြန်လည်ပြင်ဆင်ခဲ့ခြင်းနဲ့အတူတူဇာတ်တော်ဆိုင်ထဲမှာအဲကွန်လည်းတည်ထားပေးခဲ့ပါတယ်။ဘလို့ဖြစ်တာလဲကီရှန်ရဲ့မင်းကိုကြည့်ရတာအတော်လေးစိတ်ပြက်နေတဲ့ပုံပဲ။ ဒီနေ့လည်းမင်းရဲ့စားတော့ဆိုင်မှာဘယ်သူမှလာဝယ်မစားကြဘူးလားဒီလိုလုပ်လေမယောင်းရတော့တဲ့တူတူရှုပ်ပါရဲကွာမင်းရဲ့စားတော့ဆိုင်ကိုတခါတည်းတော့ခတ်ပြီးအိမ်ပြန်သွားလိုက်တော့ဘာဖြစ်လို့ဝယ်သူတွေမလာမဲ့တူတူထိုင်ဆောင်နေရသေးရလဲဒီပုံစံတိုင်းဆိုရင်မင်းရဲ့ဆိုင်ကလုံးဝရောင်းရမှာမဟုတ်ဘူးနှင်းရသည်အရန်ပူလာနေတဲ့အချိန်မှာလူတွေကအဲကုန်းမရှိဘဲနဲ့ဆိုင်မှာဘယ်တော့မှလာစားမှာမဟုတ်ဘူးလေငါကဆိုင်မှာအဲကုန်းတစ်လုံးနဲ့တက်ထားတာမဟုတ်ဘူးနှလုံးတော်လက်ထားတာဒီတော့ငါရဲ့စီးပွားရေးရှင်တွေကပို့ပြီးကောင်းလာတာပေါ့ ကီရန်နဲ့ကံမလာတို့နှစ်ယောက်စလုံးကလည်းအတော်လေးကိုစိတ်တကြသွားတာကြောင့်ဆိုင်ကိုပိတ်ပစ်လိုက်တော့မယ်လို့တွေးထားခဲ့ကြပါတယ်။သူတို့ရဲ့ဆိုင်မှာတော့ကြံနေတဲ့ဆန်နဲ့ပဲတွေရှိပါတယ်။ရှိနေတဲ့ဆန်နဲ့ပဲတွေကိုအသုံးပြုပြီးတော့သူတို့ကထမင်းဟင်းအနေငယ်ကိုသာဒီနေ့ချက်ပြုတ်ထားခဲ့ကြပါတယ်။ကံမလာဒီနေ့ငါတို့ထမင်းနဲ့ပဲဟင်းချက်ထားတယ်။ရိုတီလည်းအနေငယ်ချမ်းသေးရဲ့။ဒါကိုပဲငါတို့ကုန်အောင်လုပ်လိုက်ကြတာပေါ့။နောက်နေ့ကျရင်တော့ငါတို့ဆိုင်လောက်ဖွင့်စရာမလိုတော့ဘူး။ မိဖို့ကြောင့်နေမှာငါတို့ဝယ်ထားတဲ့ကုန်ဉာဏ်ရိတ်ခါတွေအကုန်လုံးကလည်းကုန်သွားပြီဆိုတော့ထက်ချက်ဖို့လည်းမရှိတော့ဘူးငါတို့မှာအမြင့်လည်းမရှိမှာတော့ထက်ပြီးအရှုံးခံရောင်းနေကြပါအကြောင်းမှမရှိတော့ဘူးဟုတ်ကဲ့ပါကျမကျန်နေတဲ့ဘဲငင်းတွေအကုန်လုံးကိုချက်ပြီးသွားပြီဆိုတော့ရူတီလုပ်ဖို့အတွက်ကျန်တာတွေအကုန်လုံးလည်းကျမလုပ်လိုက်ပြီဒါတွေအကုန်လုံးရောင်းငုံသွားရင်တော့ကျမတို့ပြန်ကြတာပေါ့အဲ့ဒီနေ့မှာတရက်လုံးဝယ်သူတွေကိုထိုင်ဆောင်နေခဲ့ပေမဲ့ဘယ်သူမှသူတို့ရဲ့ဆိုင်ကိုရောက်မလာခဲ့ပါဘူး မနက်ကလေးကချက်ပြုတ်ထားတဲ့ထမင်းဖဲဟင်းနဲ့ရိုဒီတွေကတော့ဒီတိုင်းပဲကျန်နေခဲ့ပါသေးတယ်။ကဲမလားရေဒီပုံစံတိုင်းဆိုရင်တော့ငါတို့ရဲ့ဆိုင်ကိုဘယ်သူမှလာဝဲစားကြတော့မယ်နဲ့မတူဘူး။အချိန်ကိုလည်းကြည့်လိုက်ပါဦး။ည9:00နာရီအောင်ထိုးနေပြီ။ငါတို့လည်းအိမ်ကိုပြန်နေမိနေတူပါရဲ့။ဟိုမှာကြည့်ပါဦး။ငါတို့ရဲ့ဆိုင်ရှိတဲ့တဲမှာရှိရဲရက်ကိုရဲ့ဆိုင်မှာဝဲသူတွေဘလောက်တောင်တန်းစီတိုးချိန်နေကြလဲ။ထမင်းစားကြနေကြလဲဆိုတော့ငါတို့ရဲ့အဲကုန်းမရှိတဲ့ဆိုင်ကိုတော့ဘယ်သူမှလာဝဲကြမှာမဟုတ်ဘူးလေ။ ဒီအချိန်မှာပဲကီရှန်းတွေ့ခဲ့ရတာကရက်ကူရဲ့ဆိုင်မှာအရန်ကိုဒုက္ခရောက်နေတဲ့လူတယောက်ကသူ့ရဲ့ကိုဝင်ဆောင်ထားရတဲ့အမျိုးသမီးနဲ့အတူတူတခုခုပြောဆိုနေခဲ့ပါတယ်။အကိုရေအကိုကျွန်တော်ကိုတစ်ချက်လောက်အကူအညီပေးပါဦး။ကျွန်တော်ရဲ့အမျိုးသမီးအခြေအနေအတော်လေးဆိုးရွားနေလို့ပါ။ကျွန်တော်တို့ဒုက္ခရောက်ပြီးဒီကိုရောက်လာခဲ့ကြတာပါ။ကျွန်တော်တို့ကိုလူဆိုးတွေကတိုက်ခိုက်ခဲ့ကြတယ်။ကျွန်တော်တို့မှာပါလာတဲ့ကားတွေပုစံဟိတ်တွေလက်ဝက်လက်စားတွေအကုန်လုံးသူတို့လူယူပြီးထွက်ပြေးသွားကြပြီ။ကျွန်တော်တို့ကမြို့ပေါ်ကိုပြန်လည်ထွက်ခွာသွားနေကြတာပါ။ ဒီလမ်းမှာဓမြတွေရောက်လာပြီးကျွန်တော်တို့စီကပစ္စည်းတွေအကုန်လုံးလွတ်ယူသွားလိမ့်မယ်လို့ကျွန်တော်လုံးဝမထင်ခဲ့မိဘူး။အကိုရေကျွန်တော်တို့ဆိုင်ကဒုက္ခရောက်နေတဲ့သူတွေကိုကျွေးမွေးဆောင်ရှောက်နေရခင်ဗျာမဟုတ်ဘူးနော်။ခင်ဗျားပြောစင်တာပြောရုံနဲ့ကျွန်တော်ကခင်ဗျားကိုဒီနေရာမှာထမင်းကျွေးမွေးပြီးဆောင်ရှောက်ထားရမှာလား။ကဲတော်တော်တော်ဘလို့လူတွေပဲကနေရောက်လာကြမှာမသိဘူး။ခင်ဗျားတို့ကိုယ်တိုင်ကတခိုးတွေဓမြတွေဖြစ်နေရင်ကျွန်တော်ကဘလို့လုပ်ရမှာလဲ။ဒီနေ့ခင်မှာဘသူကိုမှယုံကြည်လို့ရတာမဟုတ်ဘူး။ ချို့တို့ရေသူတို့ကိုအမြန်ဆုံးဆိုင်ကနေမောင်းထုတ်လိုက်တော့ငါတို့ရဲ့ဆိုင်ကိုလည်းတခါတည်းပိတ်လိုက်တော့ညာမိုးချုပ်နေပြီငါလည်းအိမ်ညာရအောင်မင်းဒီလိုတော့မပြောပါနဲ့အကိုရဲ့ကျွန်တော်ရဲ့အမျိုးသမီးဖြစ်သူကိုကြည်စမ်းပါဦးသူတော်တော်လေးကိုနေမကောင်းဖြစ်နေလို့ပါခဏလောက်ပဲဒီဆိုင်မှာဝင်ထိုင်ပြီးရနဲ့ကျွန်တော်တို့ပြန်သွားပါမယ်ဗျခဏနေပါဦးအကိုရဲ့ကျွန်တော်ပြောတာနားထောင်ပါဦးအကိုရေအကိုဒီလိုနဲ့ရဂူကလည်းပြန်သွားခဲ့ပါတယ် ။ယောက်ျားရေကျမထွက်ပြီးရမ်းနိုင်တော့ဘူး။အရန်ကိုပင်မနေပြီးရေလည်းအရန်ကိုစာနေရင်ဘလို့မဆိုတောင်းရင်နေနေလောက်ရမယ်ဆိုရင်တော့အဆင်ပြေသွားလိမ့်မယ်။ကီရှန်နဲ့ကံမလာတို့နှစ်ယောက်စလုံးကတော့ဒုက္ခရောက်နေတဲ့လင်မယားနှစ်ယောက်စလုံးကိုသူတို့ရဲ့ဆိုင်ကနေကြည့်နေခဲ့မိပါတယ်။ဒါလေးအားလုံးကိုတွေ့ခဲ့ရတဲ့အချိန်မှာကီရှန်ကတော့အမြန်ဆုံးသူတို့စီကိုပြေးသွားခဲ့ပါတယ်။အကိုဘာမှယဉ်ကျေးလဲစိတ်ကိုမနေပါနဲ့ကျွန်တော်နဲ့တူတူကျွန်တော်ရဲ့ဆိုင်ကိုလိုက်လာလို့ရပါတယ်။ လာခဲ့ပါအမရဲ့လာခဲ့ပါ ကျွန်တော်ဆိုင်ကိုလိုက်ခဲ့နော်ကီရှန်းနဲ့ကံမလာတို့နှစ်ယောက်စလုံးကတော့ဒေါက်တာရောက်နေတဲ့နင်မယားကိုသူတို့ရဲ့ဆိုင်ကိုခေါ်သွားခဲ့ကြပါတယ်အကိုတို့နှစ်ယောက်စလုံးထိုင်ပြီးတော့ဒီထမင်းရင်းတွေကိုစားတော့လိုက်ကြပါဘာမှအရင်ကြီးစိုးရိမ်နေကြမလို့ပါဘူးဒီလန်ကနေကျွန်တော်တို့ပထမအဦးဆုံးအခုမှဖြတ်တန်းသွားလာဘူးတာပါတော်လည်းဖြစ်နေတဲ့အခါကျတော့လူစိုးတမယောင်တွေရောက်လာပြီးကျွန်တော်တို့လမ်းကိုပဲဖဲချိန်ပေးလိုက်လဲဆိုတာကျွန်တော်ကိုယ်တိုင်တော့မသိလိုက်ဘူး ကျွန်တော်လည်းတလန်းလုံးတော်တော်လေးဒုက္ခရောက်ပြီးမှခြားသူတွေစီကကားကြုံနိုင်ရင်ဒီနေရာရောက်လာခဲ့တာပဲကျွန်တော်လည်းမြို့ပေါ်မှာပတ်စံနဲ့ပတ်သက်ပြီးဘာလို့အချမ်းမှရှိရသူမဟုတ်ပါဘူးရုတ်တရက်လမ်းမှာဓားတိုက်ခံလိုက်ရတော့နည်းနည်းအခက်အခဲဖြစ်သွားလို့ပါကျွန်တော်ကတော့ခဏလေးပဲဆိုင်မဝင်ပြီးအနားယူမယ်ဆိုပြီးတော့အရှိကဆိုင်မရှင်ကိုတောင်းဆိုခဲ့တာသူကတော့ကျွန်တော်စကားကိုဆုံးအောင်တော့နားမထောင်မနဲ့ထွက်သွားခဲ့တယ်လေကျွန်တော်ဒီနေ့သာခဏလေးအဲ့ဒီမှာထိုင်ခဏခွင့်ရသွားရင်နောက်နေ့အလौဒမားလက်နဲ့ကိုယ်တိုင်ပဲကျွန်တော်ပတ်စံပြန်ဖို့ခိုင်းပါပါ ခမားကတကယ်တော်တော်လေးသဘောကောင်းနေသူပဲကျွန်တော်တို့အကြောင်းကိုတော့မသိပဲနဲ့ခမားကျွန်တော်တို့ကိုအခုလိုအကူအညီပေးခဲ့တယ်။ဒါနဲ့ခမားကဒီဇိုင်းပန်ရှင်ပေါ့ဟုတ်ကဲ့ကျွန်တော်တို့ဒီဇိုင်းကိုဖွင့်လာတာဆိုတော့ကတော့ဟုတ်ပါတယ်။ကျွန်တော်ဒီနေ့ကဒီဇိုင်းကိုနောက်ဆုံးဖွင့်နေရလေ။ကျွန်တော်ဒီဇိုင်းကိုဒီနေ့ပြီးတော့ရေနောက်ဘယ်တော့မှလာမဖွင့်တော့ဘူး။ဆရာတို့ကကျွန်တော်ရဲ့ဆိုင်မှာနောက်ဆုံးစကြတဲ့သူတွေပဲ။ဒီနောက်မှာတော့ကီရှန်းကလည်းသူ့ရဲ့ဒုက္ခတွေအကုန်လုံးကိုပြောပြလိုက်ပါတယ်။ ဘာမှစိတ်ပူမနေပါနဲ့အကိုရဲ့ဒီဆိုင်ကိုအခုပိတ်ဆရာမလို့တော့ဘူးကျွန်တော်ကမျိုးပေါ်မှာအယောင်းဝင်လုပ်တဲ့လူတယောက်ကျွန်တော်ဘဝမှာလိုအပ်ချက်ဘာတစ်ခုမှမရှိခဲ့ဘူးစီးစိမ်ဥစ္စာနဲ့ပတ်သက်ပြီးဖရာသခင်ကပေးလို့အရာအားလုံးပြည့်စုံတယ်ကျွန်တော်တို့စီမှာကလေးငယ်လေးတယောက်ပဲမရှိဘဲနဲ့ကျွန်တော်တို့အရန်ကိုလိုချင်နေတာဒီပြောရှင်မှုကိုလည်းဖရာသခင်ကပြီးဝအောင်လုပ်ပေးခဲ့တယ်ဒီနေ့ကျွန်တော်ရဲ့မိမကိုခမရတို့ကအတော်လေးအကူအညီပေးခဲ့တယ်သူလည်းကျမ်းမာရေးပြန်လဲကောင်းမွန်လာခဲ့ပြီး ကျွန်တော်ရဲ့မိန်းမနဲ့ကလေးနှစ်ယောက်စလုံးအကောင်းမွန်ဆုံးအင်ကိုပြန်နိုင်မယ်ဆိုတော့အများကြီးထက်ပြီးမလို့တော့ဘူးမင်းရောအဆင်ပြေရဲ့လားကျမအဆင်ပြေပါတယ်ကံမလားကကျမကိုအများကြီးကြီးစိုးစိုးရောက်ပေးခဲ့တာပဲတီရှန်ဘာမှစိတ်မပူနဲ့နော်ရန်နေငယ်ချင်းရင်မင်းရဲ့ဆိုင်ကိုငါပြန်လာခဲ့မယ်ပြီးတော့မင်းရဲ့ဆိုင်ကိုငါအဲကုန်းနဲ့ဖွင့်လို့ရတဲ့ဆိုင်ဖြစ်အောင်ကူအောင်လဲပေးမယ်ကီရှန်ကလည်းအယံကိုပျော်ရွှင်သွားခဲ့ပါတယ် သူကဒုက္ခရောက်နေတဲ့သူတူကိုအကူအညီပေးခဲ့တဲ့အတွက်ဖရာသခင်ကသူ့ကိုပြန်ပြီးအကူအညီပေးခဲ့တာပါ။ရန်နေငယ်ကြတော့တထေးကြီးကပြန်လဲရောက်လာခဲ့ပြီးတော့သူ့ရဲ့လက်မှာလည်းမုံချိုတဘူးကိုကင်နာခဲ့ပါတယ်။သူ့ရဲ့မိန်းမကသားယောက်ျားလေးတစ်ယောက်ကိုမွေးဖွားခဲ့တယ်ဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အချိန်မှာကီရှန်နဲ့ကမလာတို့ကလည်းပျော်ရွှင်သွားခဲ့ကြပါတယ်။တထေးကြီးကလည်းသူ့ရဲ့ပတ်စံနေနဲ့ပဲကမလာနဲ့သူ့ယောက်ျားနှစ်ယောက်စလုံးကိုအရန်ကိုကောင်းမွန်တဲ့ဆိုင်ဆိုင်ကိုဖွင့်လှစ်ပေးခဲ့တာပေါ့။ဆိုင်မှာအဲဂိုနီအများကြီးတထားပေးပါတယ်။ ဟီရှန်ရဲ့ဆိုင်ကတော့ Five Star Hotel လောက်ကိုအဆင်မြင်သွားခဲ့တာပါ။ဝဲသူရီကလုံးကသူ့ရဲ့ဆိုင်မှာပဲလာပြီးသမင်းဝယ်စားခဲ့ကြပါရယ်။ဂီရှန်ကရွာမှာရှိတဲ့အလောက်ကံမရှိတဲ့ဒုက္ခရောက်နေတဲ့သူတွေကိုလည်းသူ့ရဲ့ဆိုင်မှာအလုပ်ပေးခဲ့ပါရယ်။ဂီရှန်ကတော့ဆိုင်ကိုတညာလုံးဖွင့်လှစ်ထားတတ်ပါရယ်။ဒါမှ Highway လမ်းမမှာသွားနေတဲ့သူတွေဒုက္ခမရောက်အောင်လို့ပါ။စီရင်သားတွေကလုံးကိုလည်းသူ့ရဲ့ဆိုင်မှာသမင်းအလကားကျွေးပါရယ်။တထေကြီးကတော့သူ့ရဲ့ဆိုင်ကိုခဏခဏလာလေတတာပေါ့။ ဒီနေ့တထေကြီးကကီရှန်းကိုကျေးဇူးတင်လို့ဒီလိုလှုပ်ပေးခဲ့ပေမဲ့ကီရှန်းကလည်းတထေကြီးကသူ့ကိုဒီဘဝရအောင်လို့လှုပ်ပေးခဲ့တဲ့အတွက်အရန်ကိုပျော်ရွှင်နေခဲ့ပါတယ်။ဘုရားသခင်ကကောင်းမွန်တဲ့သူတွေကိုကူညီဆောင်ရှောက်ပေးပါတယ်။ဒါကြောင့်ဒုက္ခရောက်နေတဲ့သူတွေအကုန်လုံးကို အမြဲတမ်းအကူအညီပေးတင်ပါတယ်ကွ။ဒီနေ့ပြောပြမိမှာကတော့ဆင်းရဲသားအိမ်အောက်ကရွှေရင်းဆိုတဲ့ပုံပြင်လေးပဲဖြစ်ပါရဲ့ရှင်။ မိုဟန်နဲ့မိုဟေးဆိုတဲ့ညီကိုနှစ်ယောက်ရှိပါတယ်။မိုဟန်ကတော့ငငယ်ကလေးတွေကတအားကိုလဲဝဲလုံးပါတယ်။မိုဟေးကတော့ငငယ်လေးတွေကညံနေအလုံးကြီးပါတယ်။ဒါကြောင့်ဖခင်ဖြစ်သူဟာရီဟာကတော့အမြဲတမ်းစိုးရင်ပူပန်နေလေရှိရပေါ့။အထူးသဖြင့်တားငယ်လေးအတွက်ပေါ့။မိုဟေးကတော့မိုဟန်ထက်နှစ်နှစ်သားငယ်ပါတယ်။မိုဟန်အသက်20ရွယ်ကိုရောက်လာတဲ့အချိန်မှာတော့ဟာရီဟာကလည်းရိုမန်နီဆိုတဲ့မိန်းကလေးတစ်ယောက်နဲ့သူ့ကိုလက်ထပ်ပေးခဲ့ပါတယ်။ ဒါကိုတွေ့ခဲ့ရတဲ့အချိန်မှာတော့မိုဟိတ်ကလည်းသူ့ဖေးစီသွားပြီးတော့ကြီးကြနေခဲ့တာပေါ့ဖဖေးသားလဲလက်ထချင်တယ်ဖဖေးကအကုတ်ကိုကြတော့လက်ထပေးခဲ့တယ်သားလဲလက်ထချင်တယ်သားလေးရေမင်းကဘသူကလက်ထမှာတော့အလုပ်တစ်ခုကိုတော့မှမင်းကကောင်းကောင်းမွန်မွန်လုပ်တတ်တာမဟုတ်ဘူးလေအဖေမရှိရတဲ့ခါကျရင်မင်းဘလို့စားတော့ပြီးတော့နေထိုင်ပြီးအလုပ်လုပ်မလဲမင်းမိမကိုရောဘလို့ရှာကျွေးမှလဲ ဒါတွေအကုန်လုံးကိုတော့ကျွန်တော်ကြည့်ပြီးလုပ်လိုက်ပါမယ်အဖေရဲ့ကျွန်တော်ကိုလက်ထပ်ပေးလိုက်ပါဆိုနေမှာဟာရီဟာကတော့သူ့သားလေးမိုဟိတ်ကိုလက်ထပ်ပေးဖို့အတွက်သဘောတူခဲ့ပေမဲ့မိုဟန်ကတော့သဘောမတူခဲ့ပါဘူးသူကလည်းပြောလိုက်ပါတယ်အဖေဒီအုံနာမရှိရဲ့ကောင်ကိုဘာမှလက်ထပ်ပေးမနေနဲ့အဖေမရှိရောတဲ့ခါကျရင်ကျွန်တော်တယောက်တည်းသူ့ကိုပြုစုဆောင်ရှောက်ပြီးကျွေးမွေးနေရမှာသူ့တယောက်တည်းကိုတော့ကျွန်တော်ကျွေးမွေးလိုက်မှာဆိုပေမဲ့သူ့ရဲ့မိန်းမအထိကျွန်တော်မကျွေးမွေးနိုင်ဘူး ။အိုးဖယားသခင်ကျွန်တော်ဘယ်လိုလုပ်ရမလဲ။ကျွန်တော်ရဲ့သားငယ်လေးကိုအမြန်ဆုံးသေပါစေဆိုပြီးလွတ်ထားလိုက်ရတော့မှလား။နီလန်တခုမဟုတ်တခုအမြန်ဆုံးစဉ်းစားမှဖြစ်တော့မယ်။ဒါကြောင့်ဟာရီဟက်ကလည်းမိုဟစ်အတွက်အိမ်တလုံးအသစ်ဆောက်လုပ်ပေးဖို့စဉ်းစားလိုက်ပါတယ်။မိုဟစ်ကလည်းပြောလိုက်ပါတယ်။ကျွန်တော်ကတော့ကျွန်တော်ရဲ့အိမ်ကိုမြင်းနေရအလို့အများကြီးမထားနိုင်ဘူးနော်။အနောက်မှာပဲတူတူဆောက်လုပ်ပေးခြင်းနဲ့ဆိုရင်တော့ဆောက်လုပ်ပေးလိုက်ပါသူ့အတွက်ပဲတသက်ဆောက်လုပ်ပေးလိုက်တော့ တားလိရင်အဆင်ပြေပါမလားအဲ့ဒီမှာရေရင်ဟောင်းကြီးတစ်ခုလည်းရှိရဲ့လေဘာရေရင်လဲအဲ့ဒီရေရင်ကပိတ်ထားတာအတော်လေးကြာနေပြီအဲ့ဒီရေရင်ကိုဖျက်ဆီးပြပြီးအဲ့ဒီပေါ်ကနေအိမ်ဆောက်လိုက်တော့ကျွန်တော်နောက်ထပ်ဘာနေရာမှမပေးနိုင်တော့ဘူးနောက်ထပ်နေ့နေငယ်ကြာရင်ကျွန်တော်ရဲ့ကလေးတွေမွေးလာလိမ့်မယ်အဲ့ဒီတော့ကျွန်တော်ရဲ့ကလေးတွေကောင်းကောင်းမွန်မွန်ဆော့ကစားဖို့အတွက်နေရလိုသေးတယ်လေဟာရီဟာကလည်းဘာမှထပ်ပြီးတော့အငင်းခုံလုံးမနေတော့ပါဘူး ဟာရီဟရဲ့ပေါင်ငင်ပြည်သူကအရင်တုန်းကရွာတကြီးရဲ့အိမ်မှာဆင်းရင်းအင်းလုပ်ပါတယ်။အဲ့ဒီခေတ်ကလေးကဒီရရင်ကြီးကိုပိတ်ထားခဲ့တာပါ။နှစ်ပေါင်းများစွာကြာမြင့်နေခဲ့ပါပြီ။ဒီရရင်ရှိရဲ့နေရာကိုဘသူမှအသွားလာလည်းမလုပ်ကြပါဘူး။မိုဟန်ကတော့သူ့ရဲ့ညီအရင်ပြည်သူကိုဒလောက်လေးပဲနေရာပေးခဲ့ပါတယ်။ဟာရီဟကလည်းရရင်ကြီးကိုဖျက်ပြီးနောက်မှာတော့အဲ့ဒီနေရာမှာပဲအိမ်တစ်လုံးဆောက်လုပ်ပေးခဲ့ပါတယ်။အဲ့ဒါကအိမ်တော့မှမဟုတ်ပါဘူး။တဲအိမ်တသားလေးပါပဲ။ အဲဒီအိမ်လေးထဲမှာပဲဟာရီဟန်နဲ့မိုဟစ်တို့သားဖားနဲ့ရောက်သွားနေခဲ့ကြပါတယ်။ရိုမန်နီကလည်းသူ့တို့သားဖားကိုထမင်းနဲ့နဲ့တောင်မှမပို့ပေးတော့ပါဘူး။ဟာရီဟက်ကလည်းတတော်လေးကိုဝမ်းနဲ့သွားခဲ့ပြီးတော့သူ့သားလေးမိုဟစ်ကိုပြောခဲ့ပါတယ်။သားလေးမိုဟစ်အမြန်ဆုံးအဖေသွားတော့မယ်ထင်တယ်။အဲဒါကြောင့်အခုချိန်ကစပြီးငါသားလေးတယောက်တည်းပဲနေထိုင်သွားရလိမ့်မယ်။မဟုတ်တာအဖေရဲ့ဒီလိုတော့မပြောလိုက်ပါနဲ့နော်။ အဖေမရှိဘဲနဲ့ကျွန်တော်ဘလို့တော့အသက်ရှင်နေထိုင်ရမှာလဲဘလို့မဆိုတားလေးစူးစမ်းပြီးတော့နေထိုင်ရမှာပဲမိုဟန်ဘွားကတော့အဖေလုံးဝအယုံကြည်မရှိတော့ဘူးတားလေးရဲ့အခုတော့အရာအားလုံးကိုဖျားသိရင်ကိုလွယ်လွယ်ပြီးအဖေသွားရတော့မယ်အရင်နေ့ညာဟာရီဟန်အိပ်ပျော်သွားခဲ့တဲ့အချိန်မှာပဲမွေးတစ်ကောင်သူ့ကိုပေါက်တဲ့အတွက်ကြောင့်မလို့တိတ်ဆုံးသွားခဲ့ပါတယ်မိုဟေကဒါကိုတွေ့ခဲ့ရတဲ့အချိန်မှာတော့ငိုနေခဲ့တာပေါ့အဖေအဖေ ဂျာဘာတွေဖြစ်သွားတာလဲဖေရဲ့အိမ်ထဲကိုဒီငွေကဘလုံးဝင်လာခဲ့တာလဲဒုက္ခပါပဲဒီနောက်မှာတော့ဟာရီဟတ်ရဲ့နောက်ဆုံးခရီးကိုလိုက်ပါပြီးတော့တကြိုပေးခဲ့ပါတယ်ဒီနောက်မှာတော့ရိုမန်နီကမိုဟန်ကိုပြောလိုက်ပါတယ်ကဲရှင်ကျမပြောရတဲ့စကားကိုနားထောင်အခုလည်းအချိန်ရှိသေးတယ်လူလင်ယောက်ကိုခေါ်ပြီးတော့ကျမတို့အမွေပြဿနာကိုအမြန်ဆုံးဖြေရှင်းလိုက်ကြတာပေါ့နောက်ပိုင်းရှင်ရဲ့ညီကကျမတို့စီကအမွေတွေအများကြီးလာတောင်းနေဘယ်လိုလုပ်မလဲ အေးဟုတ်ပြီဟုတ်ပြီမင်းပြောတဲ့စကားကမှန်တယ်ငါအခုပဲစီစဉ်စရာရှိတာအားလုံးစီစဉ်လိုက်တော့မယ်မိုဟန်ကလည်းဂျွာမာရှိရဲ့လူတွေအားလုံးကိုခေါ်ပြီးနောက်မှာတော့သူတို့ရဲ့အိမ်ကိုအမွေခေခဲ့ပါတယ်အားလုံးနားထောင်ကြအဖေကတော့ကွယ်လွန်သွားခဲ့ပြီအိမ်အစ်စ်ကိုတော့မိုဟန်ကိုပေးသွားတယ်ဒီအိမ်ဟောင်းကိုတော့ကျွန်တော်ကိုပေးသွားတယ်ဒါပေမဲ့မင်းကြီးလေးမိုဟေကတဘောအလုံးဒီအိမ်တက်တက်လေးထဲမှာဘလို့နေမှာလဲဘာဖြစ်လို့လဲသူကအဲ့ဒီအိမ်မှာနေလို့မရမှာလဲ အခုထိသူကလူမျိုးရှိသေးရလိတထရာသေးရမှာမဟုတ်တာလူတယောက်နေထိုင်ဖို့အတွက်ဆိုရင်တော့အဲ့ဒီအိမ်လေးကလုံလောက်တာထထောင်ပို့နေပါသေးတယ်။မိုဟေကတော့ဒီစကားတွေအားလုံးကိုခရုလည်းမဆိုင်ပါဘူး။သူကိုယ်တိုင်တော့မှအခုချိန်ထိသူ့ရဲ့ဖေကိုတတိယလွမ်းဆွပြီးတော့ဝမ်းနေနေတော့မှရွာသူရွာသားတွေအကုန်လုံးရှိမှအမွေဆိုင်ပြဿနာကဖြေရှင်းလို့ပြီးသွားခဲ့ပါပြီ။မိုဟန်ကတော့သူ့ရဲ့မိန်းမနဲ့အတူတူသူ့အဖေထားခဲ့တဲ့အိမ်အဟောင်းကြီးကြီးထဲမှာပျော့ပျော့ရွှင်ရွှင်နေထိုင်နေခဲ့ပါတယ်။ နှစ်ယောက်စလုံးကတော့သူတို့ရဲ့ညီလေးမိုဟေကိုအချိန်နေမေးဖို့တောင်မှမလာကြတော့ပါဘူး။ရိုမန်နီကတော့နေစဉ်နေတိုင်းသူ့ရဲ့အိမ်မှာအရသာရှိတဲ့သမီးဟင်းလေးကိုချက်ပြုတ်တတ်ပါတယ်။မိုဟေကတော့သူ့ရဲ့အိမ်မှာရှိရာလေးကိုပဲစားတော့ရပါတယ်။သူက နေစဉ်နေတိုင်းရေကန်လီနာကိုတော့ပြီးတော့အပင်တွေကိုခူးယူခဲ့ပါတယ်။တရက်မှာတော့မိန်းကလေးတယောက်ရေကန်ထဲမှာအဝတ်လျှော်နေတာကိုတွေ့လိုက်ရပါတယ်။မိန်းကလေးရဲ့နာမည်ကတော့မာတီပါ။မာတီကတော့ရွာမှာနေထိုင်တဲ့မိန်းကလေးတယောက်ပါ။ သူမကမိဘမဲ့ဖြစ်ပြီးတော့လူတွေရဲ့အိမ်မှာအလုံးလိုက်လုပ်တဲ့ကောင်းမလေးပါ။မာတီကလည်းမိုဟိတ်ကို တွေးလိုက်တာနဲ့ရှင်ဒီနီယာကိုနှစ်ရံအပင်နေကူဖို့လာခဲ့တာလား။ဟုတ်တယ်၊ဒါနဲ့နေကရော။ကျမကတော့ဒီနီယာကိုအဝဲလျှော်ဖို့အတွက်တစ်ခါတလေမှလာခဲ့တာပါ။ဒါပေမဲ့အခုချိန်ကစပြီးတော့ဒီနီယာကိုနှစ်ရံလာခဲ့ရတော့မယ်နဲ့တူပါရဲ့။ဒီလိုပြောပြီးတော့မိန်းကလေးကလည်းရီမောနေခဲ့ပါရဲ့။ မိုဟေကညံမမီတဲ့ကောင်လေးဆိုပေမဲ့လည်းမိန်းကလေးရဲ့ပြောချင်တဲ့သဘောတရားကိုတော့သူနားလည်သွားခဲ့ပါတယ်။ဒီနောက်မှာတော့နှစ်ယောက်သားရေကန်လေးနားမှာနှိမ့်နိုင်တွေ့ခဲ့ကြတာပေါ့။တပြေးပြေးနဲ့နှစ်ယောက်စလုံးကလည်းတယောက်ကိုတယောက်ပို့ပြီးတော့ချစ်မြနိုးလာခဲ့ကြပါတယ်။မိုဟေကလည်းမာတီးကိုပြောလိုက်ပါတယ်။မာတီးရေနေငါနဲ့လက်ထပ်လိုက်ပါလား။အော်ဟုတ်လားရှင်အခုတတော်လေးကိုလက်ထပ်ချင်နေရပေါ့လေဟုတ်လားလက်ထပ်ပြီးသွားရင်မမနေရမှာလဲရှင်ရဲ့အဲ့ဒီတဲ့ရင်လေးထဲမှာကျမလိုက်နေရမှာလား ကျမကိုဘာကြေးမလဲရှင်နေတိုင်းရေကန်သားကခူးနေတဲ့အရွက်တွေကိုပြုတ်ပြီးရောကြေးမလားဘာဖြစ်လို့လဲမင်းငါနဲ့တူတူအရွက်ပြုတ်လိုက်မစားနိုင်ဘူးလားစားနိုင်ပါရဲ့ဒါပေမဲ့အမှန်တိုင်းပြောရမယ်ဆိုရင်တော့လောကကြီးမှာပဆိုင်ရှိဖို့ကအရန်ရေးပါတယ်လေတခုခုလောက်ပါမိုဟေးရဲ့အလောက်လေးပါလေးလိုက်ရှာဒီနောက်တော့ကျမတို့နှစ်ယောက်လက်ထပ်လိုက်ကြတာပေါ့ပြီးရင်တော့ဒီကနေအရန်ဝင်းရဲ့နေရာကိုထွက်သွားကြမယ်လေမိုဟေးကအလောက်တခုလိုက်ရှာခဲ့ပေမဲ့ရွာသူရွာသားတွေအကုန်လုံးက မိုဟစ်ဘာမှလောက်ကင်တက်မှာမဟုတ်ဘူးဆိုတာကိုသိကြပါရယ်။ဒါကြောင့်ဘသူမှမိုဟစ်ကိုအလို့တခုမပေးကြပါဘူး။ဒီလိုနဲ့လာနေငယ်ကုံဆုံးသွားခဲ့ပါရယ်။မိုဟစ်နေထိုင်နေတဲ့အိမ်ထဲကိုတော့မွေတွေခဏခဏဝင်လာတတ်ပါရယ်။မိုဟစ်ကတကားရီအကုန်လုံးကိုပိတ်ပြီးအိမ်ရင်လဲမွေကတော့ဝင်လာနေသေးပါ။ဒီကိစ္စနဲ့ပတ်သက်ပြီးမိုဟင်ကလည်းတော်တော်လေးကိုစိတ်ပြက်နေခဲ့ပါရယ်။ဒီမွေကဘာလို့ခဏခဏအိမ်ထဲဘယ်ကနေဝင်လာတာတော့ဒီအိမ်ကြီးမှာငါဝါတီးကိုဘယ်လိုခေါ်လာမှာလဲ ညာတိုင်းကရင်နဲ့မွေးတစ်ခါမိနစ်ခံဝင်လာနေရဒုက္ခပါပဲငါကတော်တော်လေးကိုစိတ်ပြက်စရာကောင်းတဲ့သူပဲအလောက်တခုလည်းကောင်းကောင်းလုပ်လို့မရဘူးညာအတော်လေးကိုမိုးချုပ်နေခဲ့ပါပြီမိုဟေချိလိုက်တဲ့အချိန်မှာတော့မွေးတစ်ခေါင်ကအိမ်ရဲ့ထောင်လေးထဲမှာရှိနေတာကိုတွေ့လိုက်ရပါတယ်မိုဟေကမွေးကိုခြောက်လန့်ခဲ့ပါတယ်မွေးကလည်းကြောက်လန့်လွန်အားကြီးရဲ့အတွက်ကြောင့်မလို့အပတခုခဲကနေဆင်းပြေးသွားခဲ့ပါတယ်မွေးကဒီမြေကြီးထဲဝင်သွားခဲ့တာပဲဒါဆိုရင်ဒီမြေကအထဲမှာအပေါက်ဖြစ်နေရလား ဒီနေရာမှာအရင်တုန်းကရေရင်းပြက်ကြီးရှိနေခဲ့တာပဲ။ဘာလဲတော့မသိဘူး။တစ်ချက်ကြည့်လိုက်အောင်မဲ။မွေးကိုဒီကနေအမြန်ဆုံးထွက်ပြေးသွားအောင်လုံးဝဖြစ်မယ်။မဟုတ်ရင်ပြန်ပြီးထွက်လာနေအောင်မဲ။မိုဟေကလည်းအထဲမှာမွေးရှိမလားဆိုပြီးဒုတ်တဲထိုးခဲ့ပေးမယ်။သူ့ရဲ့ဒုတ်ထဲမှာပါလာခဲ့တဲ့အရာကြောင့်သူ့လည်းအံ့အားတင်သွားတာပေါ့။ဟာဒါရွှေလေဆွဲကြည့်ပဲ။အံ့ဩစရာကောင်းလိုက်တာ။ငါရွှေရခဲ့ပြီကွာ။ရွှေရခဲ့ပြီ။မိုဟေကလည်းချက်ချင်းပဲအဲ့ဒီနေရာကိုတူးလိုက်ပါတယ်။ ထဲမှာရှိရင်မွေးကလည်းအပြင်ကိုထွက်ပြေးသွားတာပေါ့မိုဟေကလည်းရွှေငွေတွေအများကြီးကိုရရှိသွားခဲ့ပါတယ်ရေတွင်ထဲမှာရွှေတွေအဖြစ်ရှိနေခဲ့တာပါဒီရွှေတွေအကုန်လုံးကိုတော့မိုဟေရရှိပိုင်ဆိုင်သွားခဲ့ပါတယ်မိုဟန်ကတော့သူ့ရဲ့ညီလေးမိုဟေကိုပေးခဲ့တဲ့အမည်နဲ့ရောက်မှာရွှေတွေအများကြီးရှိနေတာကိုသူ့လည်းမသိခဲ့ပါဘူးဒီလိုနဲ့မိုဟေကအယံကိုချမ်းသာသွားခဲ့ပြီးမယ်မိုဟန်ကတော့ဒါရီယာလုံးကိုကြည့်ပဲကြည့်နေခဲ့ရတာပေါ့သူကတော့ရွာတရာလုံးကိုခေါ်ပြီးတော့အမွေခွဲခဲ့တာမဟုတ်လား ။ဒါကြောင့်သူကရရှိတဲ့ရွှေတွေအကုန်လုံးကိုလွတ်လွတ်ဆုံးရှုံးခဲ့ရပါတယ်။သူကိုယ်တိုင်ထောင်နာခဲ့တဲ့ထောင်ချောင်းမှာသူကိုယ်တိုင်ဖမ်းမိသွားခဲ့တာပါ။မိုဟေကတော့ရွာမှာပဲစေယုံအကြီးကြီးတဲ့အိမ်အောင်ကိုဆောက်လုပ်ပေးခဲ့ပါတယ်။ကျောင်းလေးဆောက်လုပ်ပေးခဲ့ပါတယ်။သူကိုယ်တိုင်နေထိုင်မှုအတွက်နန်းတော်တစ်မြတ်ကြီးမားတဲ့အိမ်ကြီးကိုလည်းဆောက်လုပ်ခဲ့ပါတယ်။ဒီနောက်မှာတော့မာတီနဲ့လက်ထပ်လိုက်တာပေါ့။မိုဟေကရွာမှာအရန်ကိုနာမည်ကြီးတဲ့တတိယတယောက်ဖြစ်သွားခဲ့ပါပြီ။မိုဟန်ကိုတော့အားလုံးကအပြစ်တင်ရှုံချနေခဲ့ကြပါသေးတယ်။ ဒီလိုနဲ့မာဒီနဲ့ညံနေတဲ့မူဟေတိုးနှစ်ယောက်စလုံးကလည်းပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြကြပါတော့တယ်ကွယ်ပုံမြင်လေးကတော့ပြီးဆုံးသွားပါပြီရှင်နားဆင်ပေးကြတဲ့ပရိသတ်ကြီးအားလုံးကိုစိတ်နှပြစမ်းမချမ်းသာပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်